စစ်အေးတိုက်ပွဲကာလကအော်ရိုပါတိုက်ကြီးကိုနှစ်ချမ်းခွဲခဲ့တဲ့ ။တမ်မနီဂလကာကြီးတခုရှိခဲ့မှုပါတယ်။ဒီဂလကာကြီးကဆိုဗီယက်ယူနီယံနဲ့အော်ရောပါတိုက်ကြီးကိုနှက်ချန်းခွဲပြတ်ထားတယ်လို့ဆိုရမှာပါ။အဲရီခေကကဘာကြီးကအနောက်အုပ်စုနဲ့ဆိုဗီယက်အုပ်စုကြားကတင်းမာမှုတွေမယုံသင်္ကာမှုတွေစီးရီးအားအားပြိုင်မှုတွေနဲ့ပြင်းထန်နေခဲ့ပါတယ်။ဗာလင်တတိုင်းကြီးပြိုကျပြီးဆိုဗီယက်ယူနီယံပြိုကွဲသွားတဲ့အခါမှာတော့အဲရီတမ်မနီဂလကာကြီးကိုလည်းပြုတ်ကျသွားပြီးတော့ဥရောပမှာငိန်ချင်းရင်းနဲ့ဘူပေါင်းဆောင်ရွက်ရေးခေတ်တက်ခုစတင်ခဲ့ပြီလို့လူအများအမြင်လင်းခဲ့ကြပါတယ်

ဒါပေမဲ့တမိုင်းကစဝိုင်းလိုလဲပတ်တတ်ပါရင်2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်လိုက်တဲ့အခါဥရောပရဲ့ငြိမ်းချမ်းရေးအိမ်မက်တွေကတစားစီချိန်မှသွားခဲ့ရပါတယ်။စစ်အေးတိုက်ပွဲအပြီးတိဆောက်ခဲ့တဲ့လုံခြုံရေးဖွဲ့စည်းပုံတစ်ခုလုံးထုံခါသွားခဲ့ပြီးတော့ဥရောပတိုင်းရဲ့အရှိတ်ချမ်းမှာတမနီကလကအသစ်တစ်ခုတစ်ဖြည်းဖြည်းပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ဒီကလကရဲ့တစ်ဖက်မှာရန်လိုနေတဲ့ရုရှားနဲ့သူ့ရဲ့မဟာမိတ်ဗလာရုစ်တို့ရှိနေပြီးတော့တစ်ဖက်မှာတော့အစိုးရတကြီးနဲ့ စီးလုံးညညွတ်စွာယက်တည်နေတဲ့နေတိုးမဟာမိတ်အဖွဲ့အစည်းရှိနေပါတယ်ဒီကနေ့မှာတော့ခြေသေးတို့ကဒီတမနီကလကတဲ့ရဲ့ရှေ့တန်းစစ်မျက်နှာဖြစ်တဲ့နေတိုးရဲ့အရှိတ်အဝတ်ချမ်းမှာအခြေအနေတွေဘယ်လိုရှိနေလဲရုရှားရဲ့ UAV မောင်းသူမဲ့လေယာဉ်တွေကပိုလန်လေပိုင်းနဲ့ထဲကိုဝင်ရောက်လာတဲ့အခါနေတိုးကဘယ်လိုတုံ့ပြန်ခဲ့သလဲအရှိတ်ပိုင်းရဲ့ကင်းဆောင်ကြီးလို့ခေါ်တဲ့စစ်စင်ကြီးကပါလဲ လေချောင်းကြီချောင်းရေချောင်းမှာနေတော့ကဘလို့စစ်အင်အားတွေဖြန့်ကျက်ထားတယ်လေနေတော့ရဲ့နာမည်ကျော်ပုံမလေးနဲ့ပုံမငါးကတကယ်ပဲအသက်ဝင်လာနိုင်ခြေရှိနေပြီလားရုရှားနဲ့ဗလာရုစတိုရဲ့ဇက်ဖက်2025စီးရီးလေးချင်းမှုကြီးရောဘလို့ချိန်ချောင်းမှုတွေယူဆောင်လာနေတယ်လေဒီမေကုနီရဲ့အဖြေတွေကိုရှာဖွေရင်းနဲ့ဥရောပရဲ့လုံခြုံရေးအနာဂတ်ကိုအဆုံးဖြတ်ပေးမယ်ဒီအရေးကြီးတဲ့အားပြိုင်မှုတွေကိုဒီဗီဒီယိုလေးမှာအထူးထူလိုက်ပါပြီးတော့လေ့လာကြည့်ရအောင်ပါရှင့် ဒီသတင်းပတ်အစပိုင်းကစလို့ဥရောပမှာရှိတဲ့ နေတိုးရဲ့စစ်အင်အားကိုဖော်ပြတဲ့အကြိမ်ကဏ္ဍတွေကသတင်းတွေမှာအဆက်မပြတ်ပေါ်ထွက်လာခဲ့ပါတယ်။နေတိုးတိုက်ရိုက်ကုကဲမှုအောက်ကအသည့်အနေထားရှိတဲ့တပ်ဖွဲ့ဝင်၄000၊ဥရောပမှာရှိတဲ့ American တပ်သားတပ်သိန်းမဟာမိတ်တိုက်လေရင်အစင်130ကျော်နဲ့မဟာမိတ်ရေတပ်သင်းပေါ်အစင်140ခန့်ဒီအကြိမ်ကဏ္ဍတွေကရုရှားရဲ့ရန်စားမှုတွေအပေါ်နေတိုးရဲ့ပြတ်သားတဲ့တုံ့ပြန်မှုကိုဖော်ပြနေပါတယ်။အဓိကအစပြုခဲ့တာကတော့ရုရှားရဲ့ UAV တွေပိုလန်လီပိုင်းနဲ့တဲကိုဝင်ရောက်လာတဲ့ဖြစ်စဉ်ပါပဲ။ ပဲဒီဖြစ်ရကြောင့်နေတိုးမဟာမိတ်အဖွဲ့တစ်ခုလုံးအစစ်မြင့်တတိပေးအခြေအနေကိုရောက်ရှိသွားခဲ့ပြီးတော့ဥရောပအရှေ့ပိုင်းကလေကြောင်းရန်ကာကွယ်ရေးကွင်းဆက်ကိုချက်ချင်းအင်အားဖြည့်တင်းခဲ့ပါတယ်ဒီလိုအင်အားဖြည့်တင်းမှုကိုအရှေ့ပိုင်းကင်းဆောင်လို့အမည်ပေးထားပြီးဒါဟာယာယီတုံးပြမှုတစ်ခုမဟုတ်ပဲရေရှည်ကာကွယ်ရေးစီမံကိန်းတရရဲ့အစဖြစ်ပါတယ် ဒီစစ်စင်ရေးပထမအဆင့်မှာနိုင်ငံအများအပြားကပူပေါင်းပါဝင်ခဲ့ကြပါတယ်။ပြင်သစ်က Rafale တိုက်လေယာဉ်30၊ဂျာမနီက Eurofighter တိုက်လေယာဉ်40နဲ့ Patriot ဒုံးခွင်းစနစ်ဒုံးစနစ်နဲ့ဆုံဒိမက်က F16 တိုက်လေယာဉ်20နဲ့လေကြောင်းရန်ကာကွယ်ရေး Frigate စစ်သင်္ဘောဒဇင်တို့ပါဝင်ပါတယ်။ နေတိုရဲ့လေကြောင်းစောင့်ကြည့်ရေးကွန်ရက် Air Policing Network ကပိုလန်နိုင်ငံမှာရှိတဲ့အ мян တုံးပြန်ရေးလေကြောင်းကင်းလဲမှုတွေကိုတရ24နှစ်ရီပတ်လုံးမနာတန်းဆောင်ရွက်ဖို့ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။အထူးသဖြင့်ဂျာမနီကသူတို့ရဲ့ Eurofighter ကင်းလဲစစ်စင်ရေးကိုလေယာဉ်နှစင်းထပ်တိုးပြီးတော့စုစုပေါင်း၄စင်းအထိတိုးမြှင့်ခဲ့တယ်လို့ဒီစစ်စင်ရေးကာလကိုလည်းဒီနှစ်ကုန်ဒီဇင်ဘာ31ရက်နေ့အထိတက်တန်းတိုးမြှင့်ခဲ့ပါတယ်။ နေတိုးရဲ့ဥရောပဆိုင်ရာမဟာမိတ်တပ်ဖွဲ့တွေရဲ့စစ်ဦးစီးချုပ်ကဒီလိုအင်အားဖြည့်တင်မှုကိုတရားဝင်ကြေညာခဲ့တယ်လို့အထွေထွေအတွင်းရေးမှူးချုပ်မတ်ရူဒါကတော့ဒီစစ်စင်ရေးကိုအရှိပိုင်းရဲ့အဆောင်ရှောက်ကြီးလို့တရားဝင်အမည်တက်ခဲ့ပါတယ်ဒီစစ်စင်ရေးကပိုလန်နဲ့ဘောလ်တစ်ပင်လေလေးပိုင်းတဲ့ကိုကာကွယ်ဖို့အတွက်ထောင်လန်းအကဲဖြတ်ခြေရာခံစနစ်နဲ့ချိန်ဆက်ထားပြီးတော့နေတိုးရဲ့ ပူပေါင်းလေချောင်းစစ်စင်ရေးဗဟိုဌာနချုပ် CAOC ကနေပြီးတော့ညှိနှိုင်းကွပ်ခဲ့ပါတယ်။ဒီလိုလှုံ့ဆော်ခြင်းအဖြစ်နေတော့ရုရှားရဲ့ UAV လိုင်းလုံးတွေနောက်တစ်ကြိမ်ထပ်မံဝင်ရောက်လာရင်တောင်မှသူတို့ရဲ့အမြဲတမ်းလေချောင်းလုံခြုံရေးစီးချက်ကိုမပြတ်မကွက်ထိန်းသိမ်းထားနိုင်မဲ့မူပေါင်းတစ်ခုကိုတည်ဆောက်လိုက်တာပဲဖြစ်ပါတယ်။ကောင်းကင်မှာလေချောင်းရံကာကွယ်ရေးတိုင်းကိုတိစောက်နေချိန်မှာပဲမြေပြင်ပေါ်မှာလည်းနေတို့ရဲ့အင်အားကတိတိတသာတိုးပွားလာခဲ့ပါတယ်။ပိုလန်ကဒီအားပြိုင်မှုရဲ့ပဟိုကျမ်းမှာရှိနေပါတယ်။ ရုရှားနဲ့ဘယ်လာရုစ်တို့ရဲ့ Zapad 2025ဘူးတွဲစီရီလေးချင်းမှုကြီးနဲ့ UAV ပြဿနာတွေကြောင့်ဝမ်ဆောအစိုးရကသူတို့ရဲ့တပ်သား၄000ကိုနိုင်ငံအရှိဘတ်နယ်စပ်ကိုရွှေ့ပြောင်းတက်ဆွဲလိုက်ကြောင်းကြေညာခဲ့ပါတယ်။ဒါအပြင်စက်တင်ဘာလ12ရက်နေ့ကစပြီးဘယ်လာရုစ်နဲ့နယ်စပ်ကိုအကန့်အသတ်မရှိပိတ်လိုက်ပါတယ်။ ဒီလိုရက်ကိုမော်စကိုကပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီးတော့နေဆက်ကိုချက်ချင်းပြန်ဖွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။နေဆက်ပိတ်လိုက်တာကြောင့်ဖြစ်ပေါ်လာမဲ့စီးပွားရေးဆုံးရှုံးမှုတွေကတရားကိစ္စတစ်ခုဖြစ်ပေမဲ့တကယ်ပြဿနာကရုရှားနဲ့ဗယ်လာရုစ်တို့ကသူတို့ရဲ့ဇပတ်စီရီလေးဂျင်ကန်ဇလန်တွေကိုပိုလန်လစ်သရေးနီးယားနဲ့နမိတ်မြင်းနဲ့အလွန်နီးကပ်တဲ့နေရာမှာလှုပ်ဆောင်နေတာပါပဲ။ဒီလိုလုံရက်တွေကြောင့်ပိုလန်ကနေတိုရဲ့ပုံမလေးကိုအသက်သွင်းဖို့ဦးတည်လာခဲ့ပြီးတော့လိုအပ်လာရင် ပုံမ9ဟောပါအသုံးပြုရနိုင်တဲ့ ခြေအနေကိုတွန်းပို့ခဲ့ပါတယ်။ပိုလန်မှာလက်ရှိကိုပိုင်တပ်ဖွဲ့ဝင်တသိန်း2000ကျော်ရှိနေပြီးတော့နေတိုးမဟာမိတ်တပ်ဖွဲ့ဝင်တောင်းတဲ့ချီလဲအလဲကြစနစ်နဲ့တက်ဆွဲထားပါတယ်။တောင်ဘက်ကိုဆင်းလာရင် ရိုမေးနီးယားမှာလည်းအသင်းတွေထားရှိတဲ့ professional စက်သား9500ခန်းနဲ့မဟာမိတ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာရှိနေပါတယ်။နိုင်ငံအသီးသီးက NATO တပ်ဖွဲ့ဝင်4800လည်းရိုမေးနီးယားမှာတပ်ဆွဲထားပါတယ်။မြောက်ဘက်ကိုပြန်တက်ကြည့်ရင်တော့ Baltic နိုင်ငံ၃နိုင်ငံ ဖြစ်တဲ့ Lithuania, Latvia နဲ့ Estonia တို့ကလူဦးရေနဲ့ပါရင်အတွက်သူတို့ရဲ့စစ်အင်အားကလည်းဒိန်းငယ်ပါတယ်။ Lithuania မှာစက်သား 18200နဲ့မဟာမိတ်တပ်သား3800လီဗီးယားမှာစစ်သား8890နဲ့မဟာမိတ်တပ်သား4000အက်စတိုးနီးယားမှာစစ်သား1500နဲ့မဟာမိတ်တပ်သား2200ရှိပါတယ်။ဒီသုံးနိုင်ငံပေါင်းရဲ့ကိုပိုင်စစ်တီအင်အားက3590ပဲရှိပြီးတော့မဟာမိတ်တပ်ဖွဲ့ဝင်စုစုပေါင်းက 9900ရှိပါတယ်။ဒီကိန်းကနန်းနေကြီးတသက်ကစစ်ပွဲတစ်ခုရဲ့အနိုင်ရှုံးကိုမဆုံးဖြတ်နိုင်ပေမဲ့ဒါဟာနေတို့ရဲ့စူပေါင်းကာကွယ်ရေးစိတ်ဓာတ်ကို ပြသနေပါတယ်။ဒီတပ်ဖွဲ့တွေအားလုံးကိုပြောရမယ်ဆိုရင်တော့ Enhan for War Presence EFP တိုက်ခိုက်ရေးအုပ်စုတွေအဖြစ်ဖွဲ့စည်းပြီးတော့နေတို့ရဲ့ကုကယ်မှုအောက်မှာပူးပေါင်းလှုံ့ဆော်နေကြတာဖြစ်ပါတယ်။ဒီထဲမှာအထူးခြားဆုံးကတော့ဂျာမနီရဲ့လှုံ့ဆော်ချက်ပါပဲ။ဂျာမနီကသူတို့ရဲ့45ခုမြောက်တန်ကြပ်ကတပ်မဟာကိုလစ်တူရီးနီးယားနိုင်ငံမှာအမြဲတမ်းတဆွဲထားဖို့ ့ဆုံးဖြတ်ခဲ့ပြီးတော့2029ခုနှစ်ကုန်မှာတပ်ဖွဲ့ဝင်9000နဲ့အပြည့်အစုံနေရာယူမှာဖြစ်ပါတယ်။ဒါကဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းဂျာမနီကသူတို့နိုင်ငံပြန်ပမှာအမြဲတမ်းတက်ဆွဲမှုပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ဥရောပရဲ့လုံခြုံရေးအခင်းအကျင်းမှာကြီးမားတဲ့အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။နေတိုးရဲ့အရှိတ်ဘက်ကလေကြောင်းလုံခြုံရေးနဲ့ ုံမြေဟန်တားရေးကိုပေါင်းစပ်ထားတဲ့စစ်အုပ်ချုပ်မှုပုံစံတစ်ခုစီကိုကူးပြောင်းသွားခဲ့ပါပြီ။ပိုလန်နယ်ဇက်ပေါ်ကြားရောက်လာတဲ့အရေးတိုင်းကိုတိကျဖြစ်စဉ်တစ်ခုအဖြစ်မသတ်မှတ်တော့ပဲချိန်ချောက်မှုပုံစံတစ်ခုလုံးရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ရှုမြင်တုံ့ပြန်နေပြီဖြစ်ပါတယ်။လေကြောင်းနဲ့ကြီးကြောင်းမှာနေတို့ရဲ့လှုံ့ဆော်မှုတွေကထင်ရှားပေါ်လွင်နေပေမဲ့တိမ်မတိတာပဲအလွန်အရေးပါတဲ့တတိယစစ်မျက်နှာတစ်ခုရှိပါသေးတယ်။ဒါကတော့ Baltic ပင်လယ်ပြင်ပေါ်ကရေကြောင်းစစ်မျက်နှာပါပဲ။နေတို့ရဲ့အရေးတက်ဖွဲ့တွေက Baltic ပင်လယ်မှာတိ းစိတ်စွာဒါပေမဲ့ဇွန်းနဘဲကြီးစွာနဲ့အမြဲတမ်းရှိနေပါတယ်အရှိပိုင်းကင်းဆောင်လေချောင်းကုံရလို့မြင်သာထင်သာမရှိပေမဲ့မဟာမိတ်ဖရီဂိတ်စစ်သင်္ဘောတွေမိုင်းရှင်လီယေသင်္ဘောတွေအေဂျစ်စတုန်းခွင်းစနစ်တက်ဆင်ထားတဲ့ဖြတ်သင်္ဘောတွေနဲ့ရေချောင်းကင်းထောက်လေရင်တွေကဒီလိုတင်းမာတဲ့ကာလတွေမှာသူတို့ရဲ့ကင်းလဲအစုံဝန်းကိုပို့ပြီးတော့ဒုံးမြင့်လောက်ဆောင်ကြပါတယ်ဒိမန်ရဲ့ဖရီဂိတ်စစ်သင်္ဘောပအဝင်လာမှုက ဘောလ်တစ်ပင်လယ်ပြင်ပေါ်ကရေမျက်နှာပြင်တပ်ဖွဲ့တွေနဲ့ကောင်းကင်ရလေးချောင်းရံကာကွယ်ရေးစနစ်ကိုချောမွေးစွာချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ဂျာမနီနဲ့ပိုလန်တို့ရဲ့ဂန်ယူရန်ရေဒါတွေကနေတိုးရဲ့ရေချောင်းအချက်လက်ကွန်ရက်နဲ့တပြိုင်တည်းချိတ်ဆက်ပြီးတော့လေချောင်းရေချောင်းကြားဖြတ်တိုက်ခိုက်နိုင်တဲ့အခွင့်အလမ်းတွေကိုပို့ပြီးတော့ကျေပြန့်စီပါတယ်။ဒီနေရာကစစ်သင်္ဘောတွေရဲ့အကြီးအကဲတာဝန်က ကာကွယ်ရေးမြင်းတစ်ခုကိုရေးဆွဲဖို့မဟုတ်ပါဘူးသူတို့ရဲ့အဓိကတာဝန်ကတော့ရန်သူရဲ့ချိန်ချမှုတွေဥပမာအနိုင်ပြန်တန်းလာတဲ့ cruise တုံးကြီးတွေ UAV တွေကိုစုံစည်းစွာထောက်လန်းပြီးတော့ရရှိလာတဲ့အချက်လက် data တွေကိုနေတိုးရဲ့ပုံသတင်းအချက်လက်ကွန်ရက်ထဲကိုပေးပို့ဖို့ပါပဲဒီလိုလုံးဆောင်ခြင်းအားဖြင့်ရုပ်ရည်အလင်းငိုက်တိုက်ခိုက်ခံရနိုင်ခြင်းကို short ချနိုင်ပြီးတော့တုံးပြန်ချိန်ကိုအချိန်မြင့်တင်ပေးနိုင်ပါတယ်။ရေးကြီးဆုံးအချက်ကတော့ Baltic ပင်လယ်မှာနေတိုးသမားတွေရဲ့ကင်းလဲခြင်းတနအီတိုးလာတိုင်းရုရှားရဲ့ ကာလင်နင်ဂရက်အခြေဆိုင်စခန်းပတ်လည်က A2 AD နယ်မြေပိတ်ဆို့ရေးစနစ်တွေအပေါ်မှာဖိအားပိုများလာစေတာပါပဲရုရှားကသူတို့ရဲ့ကာလင်နင်ဂရက်ကိုထိုးဖောက်လို့မရတဲ့တမနိတတိုင်းကြီးလို့ပုံဖော်ထားပေမဲ့နေတိုရဲ့မနာတမ်းကင်းလဲမှုတွေနဲ့ဒိတ်တိတ်ဆောင်ကြည့်နေတဲ့ကွန်ရက်တွေကအဲ့ဒီတတိုင်းကြီးကိုတဖြည်းဖြည်းတိုက်စားနေပါတယ်ဒီတော့လေချောင်းကြီးချောင်းရေချောင်းမှာဖြန့်ကျက်ထားတဲ့ DNA တွေနဲ့နေတိုက ရုရှားရဲ့ချိန်ချောက်မှုကိုဘယ်လိုတိတိကျကျတုံ့ပြန်သွားမလဲဒီမေကွန်းရဲ့စီရေးဆိုင်ရာအဖြေကတော့အဓိကအပိုင်း၃ပိုင်းပါဝင်ပါတယ်လေပိုင်းနဲ့လုံခြုံရေး ရှိပိုင်းရဲ့အဆောင်ကြီးဆိုရဲကင်းလဲစစ်စင်ရေးအောက်မှာတိစောက်ထားတဲ့တိုက်ခိုက်ရေးလေကြောင်းကင်းလဲမှုမြင်းတွေဟာ Bolden Baltic ဇင်းကြံကိုလွှမ်းခြုံထားပါတယ်။ Belarus Kaliningrad ဘက်ကချိန်ချမှုအရေးအောင်တွေ့တာနဲ့ QRA တိုက်လေရင်နေဝင်ဟင်လောင်စာဖြစ်လေရင်နေနဲ့ AWACS ဝင်ဟင်ချိုတင်သတိပေးလေရင်နေရချက်ချင်းဆိုသလိုအသက်ဝင်လှူရှားနိုင်ပါတယ်။ ပိုလန်ရဲ့ F16 F35 တွေနဲ့အတူပြန်တန်းနေတဲ့ပြင်သစ်ရဲ့ Rafale တွေဂျာမနီရဲ့ Eurofighter တွေဒိမတ်ရဲ့ F16 တွေက Baltic ပင်လယ်ပေါ်ကလေကြောင်းစစ်စင်ရေးစွမ်းရည်ကိုအမြဲတမ်းလန်းဆန်းနေစေပါတယ် Patrick တို့လိုအလဲအလဲနဲ့အဝေးပြစ်ဒုံခွင်းစနစ်တွေကိုလည်းအလွယ်တကူရွှေ့ပြောင်းတက်ဆင်နိုင်ပါတယ်။နေဆက်မစောင့်ကြည့်ဟန်တာချင်းဒီမြေပြင်စစ်မျက်နှာမှာအရေးကြီးဆုံးနဲ့အထူးမှန်ဆုံးနေရာတစ်ခုရှိပါတယ်။အဲဒါကတော့စည်ရေးကျွမ်းကျင်သူတွေက ဆူဝါကီဇင်းကြံလို့ခေါ်တဲ့နေရာပဲဖြစ်ပါတယ်။မြေပေါ်မှာကြီးလိုက်မယ်ဆိုရင်တော့ပိုလန်နဲ့လစ်သရေးနီးယားကြားကီလိုမီတာ100လောက်ပဲရှိတဲ့ဒီမြေပြင်ကျင်းလေးကဘောလ်တစ်နိုင်ငံ၃နိုင်ငံကိုကျန်တဲ့နေတိုအဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်သွယ်ထားတဲ့တခုတည်းသောဂုံးမြေလမ်းကြောင်းဖြစ်ပါတယ်။ တနည်းအားဖြင့် Baltic နိုင်ငံတွေရဲ့အသက်သွေးကြောပါပဲ။ရုရှားနဲ့သူ့ရဲ့မဟာမိတ် Belarus တို့ကသာဒီစင်းကြံလေးကိုဖျက်ဖို့ပေးဆို့ဖျက်တောက်လိုက်မယ်ဆိုရင်တော့ Estonia, Latvia နဲ့ Lithuania တို့ကဂျွန်နိုင်ငံတွေလိုအထူးကြံသွားမှာပဲဖြစ်ပြီးတော့ NATO ရဲ့ဂုံးမြေတက်ကူတွေအလွယ်တကူမရောက်နိုင်တော့ပါဘူး။ဒါကြောင့် NATO ရဲ့ကာကွယ်ရေးစီမံကိန်းတိုင်းမှာဒီဆူဝါဂီစင်းကြံကိုကာကွယ်ရေးက အဓိကအရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်နေရဖြစ်ပါတယ်။ပိုလန်နယ်ဆက်မှာတက်ဆွဲထားတဲ့တက်သား၄သန်းဟာနယ်ဆက်လုံးကျုံကြီးကိုရုပ်ပိုင်းဆိုင်ရာအရာအားဖြည့်ပေးရုံသာမကဗီလာရုစ်ဘက်ကဖျက်လာနိုင်တဲ့ရန်စားမှုတွေအတွက်အကာအကွယ်တစ်ခုအဖြစ်လဲလှူဆောင်ပါတယ်။ကွန်ကရစ်အတားစီးတွေ၊စောင့်ကြည့်မျော်စင်တွေ၊အီလက်ထရောနစ်စောင့်ကြည့်ရေးလိုင်းပိုင်းတွေဟာပိုလန်နယ်ဆက်တစ်လျှောက်မှာထင်ထင်ပေါ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 ်ထင်ထင် ရှိနေပြီလဲဖြစ်ပါတယ်။မိခိုးရောင်စုံအခြေအနေကိုအကဲဖြတ်ခြင်း မိခိုးရောင်စုံဆိုတာကတော့တိုင်းရိုက်စစ်မခင်းမဲရန်စတာသတင်းမှားဖြန့်တာစိုက်ဘာတိုက်ခိုက်မှုလုပ်တာစတဲ့ ိုမရောက်ဒီမရောက်လို့ရဲ့တွေကိုဆိုလိုတာပါရုရှား UAV တစ်စင်းပိုလန်လီပိုင်နဲ့တဲဝင်လားမဝင်ဘူးလားဆိုပြီးတနာရီအတွင်းအငင်းပွားစရာဖြစ်လာတဲ့ကိစ္စမျိုးတွေမှာနေတိုးရဲ့ပွင့်လင်းမြင်သာမှုဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေကအသက်ဝင်လာပါတယ်ဆိုလိုတာကအာယုံကန်ကရိယာမျိုးမျိုးကရတဲ့အချက်လက်တွေကို ပေါင်းစပ်တာလွတ်လပ်တဲ့သတင်းရင်းမြစ်တွေနဲ့တိုက်ဆိုင်စစ်ဆေးတာအရက်ဖက်လေချောင်းထိန်းသိမ်းရေးဌာနနဲ့ ညှိနှိုင်းတာတွေကိုချက်ချင်းလှုံ့ဆော်ပါတယ်ဒီလိုလိုချင်းအားဖြင့်ပုံမငါးကိုအသက်သွင်းရမယ့်အခြေအနေဟုံးမဟုတ်ကိုတိကျစွာဆုံးဖြတ်နိုင်သလိုအထိတ်တလန့်မားခြင်းဖြစ်ရနေရလဲကာကွယ်နိုင်တာဖြစ်ပါတယ်နေတိုးဘက်ကတလောက်အင်အားတွေတိုးမြင့်ပြင်းစနေချိန်မှာရုရှားနဲ့ဗလာရုစ်တို့ဘက်ကရောဘာတွေလုပ်နေလဲဇပတ်2025စီရီလေးချင်းမှုနဲ့အတူစတင်ခဲ့တဲ့ဒီဆက်ဝန်းထဲမှာ Minsk နဲ့ Moscow တို့က Belarus နဲ့ Russia ပိုင်နက်တွေပေါ်မှာတပြိုင်တည်းစီးရီးလေးချင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။သူတို့ပြောပုံရတာဟာကာကွယ်ရေးစီးရီးလေးချင်းမှုလို့ဆိုထားပေမဲ့လက်တွေ့မှာတော့နေဆက်တလျှောက်မှာတက်အင်အားတွေလက်နက်ကြီးတွေစုပုံကနေပြူအားမြောက် UAV စမ်းသပ်မှုတွေလုပ်တာ Kremlingrad ပဲလေမှာဆိုရင်တော့ရေချောင်းလေချောင်းထောက်လန်းမှုတွေထိုးမြင့်လှောက်ဆောင်တာတွေပဲဖြစ်ပါတယ်။ ်ပိုလန်ကဗီလာရုနယ်ဆက်ကိုပိတ်လိုက်တဲ့အပေါ်ရုရှားသံတမန်ရေးရာက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာကိုကြည့်ရင်မော်စကိုကတီလုံးရက်ကိုသူတို့ကိုညှစ်တဲ့နည်းပြဟာတစ်ခုအဖြစ်ရှုမြင်ကြောင်းသိနိုင်ပါတယ်ရုရှားဘက်ကတုံ့ပြန်မှုတွေအနေနဲ့ဘောလ်တစ်ပင်လယ်ရဲကိုရှင်းကုတ်သင်္ဘောတွေရေပေါ်သင်္ဘောတွေဆေးလွတ်တာကာလင်နင်ဂရက် A2AD ကွန်ရက်တွေကိုအင်အားဖြည့်တင်းတာတွေလှောက်ဆောင်လာနိုင်ပါတယ်ဒါပေမဲ့နေတိုးရဲ့ကင်းလဲတဲ့ကွန်ရက်က ရုရှားရဲ့အားသာချက်ကို တိုက်စားနေပါတယ်။နေတိုးလေယာဉ်တွေကလောင်စာပြန်ဖြည့်ရင်းနဲ့ကောင်းကင်မှာအကြာကြီးကင်းလင်းနိုင်တဲ့အတွက်ရုရှားဘက်ကလှုံ့ရှားမှုတိုင်းကိုအချိန်မီသိရှိနိုင်ပြီးတော့တုံးပြန်ဖို့အချိန်ပိုရစေပါတယ်။ဒါဟာရုရှားဘက်ကိုပို့ပြီးတော့ဈေးကြီးတဲ့ပို့ပြီးတော့ရှုပ်ထွေးတဲ့တိုက်ခိုက်မှုပုံစံတွေကိုစူးစမ်းလာအောင်တွန်းအားပေးသလိုဖြစ်နေပါတယ်။ဒီတော့တကယ်ပဲပုံမှန်ကစပွဲပေါ်ရောက်နေပြီလား။နေတိုးက ပိုလန်ကဖြစ်ရဲ့အတွက်ပထမဆုံးပုံမှန်လေးတိုင်ပင်ဆွေးနွေးခြင်းကိုအသက်သွင်းခဲ့ပြီးတော့ အဲရီယာနေအရှိပိုင်းကင်းဆောင်ဆိုတော့စစ်စင်ရေးဆိုင်ရာတုံ့ပြန်မှုတစ်ခုအဖြစ်ပြောင်းလဲခဲ့ပါတယ်။ပုံမှန်ကစူပေါင်းကာကွယ်ရေးကတော့တိုက်ခိုက်မှုရဲ့သဘောတဘာဝနဲ့တတိအထောက်အထားအပေါ်မှာမူတည်ပါတယ်။မဟာမိတ်အဖွဲ့ကလက်ရှိတည်ဆောက်နေတဲ့ကာကွယ်ရေးဖွဲ့စည်းပုံကပုံမှန်ကိုနောက်တစ်ဆင့်အဖြစ်ခြံထားပြီးအခြေအနေကိုထင်းထင်းသိမ်းသိမ်းကင်တွယ်နေတဲ့ဂျားဖြတ်ဖြေရှင်းနည်းတစ်ခုပါပဲ။ဘာကြောင့်လဲဆိုတော့ပုံမှန်ကရဲ့နိုင်ငံရေးအရာရောစီးရေးအရာပါကင်တွယ်ရပိုခက်ခဲလို့ပါပဲ။ပုံမှန်ကိုအသက်သွင်းလိုက်တာနဲ့ နေတိုးတစ်ခုလုံးရုရှားနဲ့တိုက်ရိုက်စစ်ခင်းရမယ့်အခြေအနေကိုရောက်သွားနိုင်ပါတယ်။မြေပြင်ပေါ်ကအခြေအနေကိုကြည့်ပြီးတော့ဘယ်သူနိုင်မလဲလို့မေးဖို့တော့စောပါသေးတယ်။ ဒါပေမဲ့ဘသူကဘာကိုတားဆီးနိုင်မလဲဆိုတာကိုတော့ဆွေးနွေးလို့ရပါတယ်။လေချောင်းမှာတော့နေတိုးမှာအတိတာတဲ့အာသာချက်ရှိပါတယ်။အာယုံကံကရိယာအမျိုးမျိုးမနာရန်ကင်းလိမ့်မှုအင်အားဖြည့်တင်းနိုင်မှုမှာလက်ရောညှိထွေရှိမှုနဲ့နိုင်ငံရေးအရာစီလုံးညီညွတ်မှုတွေရှိပါတယ်။ကြီးချောင်းမှာဆိုရင်ပိုလန်ရဲ့တပ်သားလေချောင်းပောင်ဝင်တဲ့နေဆက်အကာအကွယ်တိုင်းက hybrid စစ်စင်ရေးတွေမှာတောင်းနေဆက်ကျူးကျော်မှုတွေကိုရှော့ချပေးနိုင်ပါတယ်။ ရေချောင်းမှာလည်း Baltic Pillar ကဒင်းငယ်ပေးမယ်နေတိုးအတွက် အားသာချက်ရှိတဲ့ရေပြင်ဖြစ်ပြီးတော့ဝင်ထွက်ပေါက်တွေကိုတင်းတင်းကျပ်ကျပ်ချုပ်ထားနိုင်ပါတယ်ထိန်းချုပ်ထားနိုင်တာပါရုရှားရဲ့အားသာချက်ကတော့သူတို့ရဲ့စူးစီးထားတဲ့လက်နက်ကြီးအင်အားနဲ့ဖိအားပေးတိုက်ခိုက်တဲ့နည်းပြူဟာတွေကိုအချိန်တိုအတွင်းစမ်းသပ်နိုင်စွမ်းပါပဲဒါပေမဲ့ပူတင်ရဲ့အားနည်းချက်ကတော့အခုသူရင်ဆိုင်နေရတာကအစိမ့်စိမ့်မွားမွားဖြစ်နေတဲ့ဥရောပတစ်ခုမဟုတ်ပဲပြင်သစ်ဂျာမနီစကင်ဒီနေးဗီးယား ဗြိတိန်ပိုလန်စတဲ့တစုတစည်းတည်းဖြစ်နေတဲ့နိုင်ငံတွေပါအချင်းချင်းရရင်နေတူရဲ့အရှိတ်ချမ်းမှာတည်ဆောက်နေတဲ့ဟန်တာရေးအစီအမံတွေက ရေရှည်တည်တဲ့မဲ့ကာကွယ်ရေးမူဝါဒတစ်ခုကို ထုတ်လုပ်ဖို့ရည်ရွယ်ထားကြောင်းရှင်းလင်းစွာ မြင်နိုင်ပါတယ်။ဝါဆောကဒုတိယကမ္ဘာစစ်ပြီးကလေးကစစ်ဖြစ်ပွားနိုင်ခြင်းနဲ့အနည်းဆုံးအချိန်လို့ထုတ်ပြောခဲ့တယ်လို့ဝါရှင်တန်ကလည်းဒါဆာရွက်ပေါ်ဖိုင်တစ်ခုမဟုတ်တကယ့်စစ်စင်ရေးမစ်ရှင်တစ်ခုလို့ပြောဆိုခဲ့ပါတယ်။လာမယ့်ကာလတွေမှာနေတိုးရဲ့ဒီစုပေါင်းကာကွယ်ရေးတိုင်းကရုရှား၊ဗလာရုစ်စစ်မျက်နှာအပေါ်ဘလို့တရားမှုတွေရှိလာမလဲဆိုတာပို့ပြီးတော့ရှင်းလင်းလာမှာပါ။လက်ရှိအချိန်မှာတော့နှစ်ဖက်ကြားမှာပြင်းထန်ပြီ တင်းမာတဲ့လေပြင်းတွေသာတိုက်ခတ်နေစေဖြစ်ပါကြောင်းတင်ပြလိုက်ပါရယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်